စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူတို့စီစဉ်နေတဲ့အတုအယောင်ရွေးကောက်ပွဲအလွန်ကာလမှာဖွဲ့စည်းမဲ့အစိုးရရန်နေရာတစ်ခုလုံးကိုစစ်ဘက်ဒါမှမဟုတ်စစ်ဘက်နောက်ခံရှိသူတွေကသာချုပ်ကင်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်နေတဲ့အနေနဲ့စစ်တပ်အရာရှိတွေကိုအရက်ဘက်ဝင်ကြီးဌာနတွေရဲ့အဓိကယာဒူးတွေစီအလုံးအင်းနဲ့ပြောင်းရွှေ့ခန့်နေပါတယ်။နိုင်ငံရဲ့အုတ်ချုပ်ရေးရန်နေရာကိုသူတို့ရဲ့ချုပ်ကင်မှုအောက်မှာပုံမိုခိုင်မာစေဖို့အတွက် ဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်များကိုတန်အမတ်အဖြစ်ခန့်အပ်လိုက်ပြီးစစ်ဘက်အရာရှိတချို့ကိုလည်းဌာနဆိုင်ရာအကြီးအကဲများအဖြစ်ဇက်တိုက်ပြောင်းရွှေ့နေပါတယ်။မြန်မာနိုင်ငံပြန်တန်းရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေအရာပြီးခဲ့တဲ့စက်တင်ဘာလတလအထဲမှာပဲစစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတန်ရင်တပ်ဖွဲ့အသီးသီးကဗိုလ်ကြီး32ဦးနဲ့ဒုတိယဗိုလ်မှူးကြီး3ဦးအပါအဝင်အရာရှိစုစုပေါင်း 34ခုကို အရက်ဘတ်ဝင်ကြီးဌာန17ခုစီကို ပြောင်းရွှေ့ခန့်အပ်ခဲ့ပါတယ်။ကြီးတက်မှဘိုလ်ချုပ်နေမျိုးဦးလေးတက်မှဘုံမှုချုပ်မျိုးမင်းထွန်းတို့ကိုနိုင်ငံသားရေးဝင်ကြီးဌာနရဲ့တာမတ်ကြီးအဆင့်နဲ့အရက်ဘတ်ကိုပြောင်းရွှေ့လိုက်ပြီးတော့ရွေးကောက်ပွဲဝင်ဖို့ဆန္ဒမရှိတဲ့စစ်တပ်အရာရှိကြီးတချို့ကို အရက်ဘတ်တို့အကြီးအကဲများအဖြစ်ပြောင်းရွှေ့တာတွေလည်းရှိနေပါတယ်။စစ်တပ်အရာရှိကြီးတချို့ကို အမျိုးသားစီမံကိန်း ဗန္နာယေဗဟိုဗံတယံဇာတာ စိုက်ပျိုးရေးနဲ့လျှက်စစ်စွမ်းရင်လိုအရေးပါတဲ့ဝင်ကြီးဌာနတွေမှာဒုတိယညွှန်ကြားရေးမူလက်ထောက်ညွှန်ကြားရေးမူဦးစီးအရာရှိ စားတဲ့ယာတူးတွေနဲ့တိုက်ရိုက်နေရခြားထားခဲ့တာပါ အခုလိုပြောင်းရွှေ့တာတွေဟာစစ်တပ်အတိုင်းဝိုင်းမှာအရင်ကတည်းကရှိခဲ့တာဖြစ်ပေမဲ့2025ခုနှစ်အစောပိုင်းကစတဲ့အပြောင်းရွှေ့တွေထဲမှာစစ်တပ်ကနေရွေးကောက်ပွဲကော်မရှင် UECC ကို တိုက်ရိုက်ပြောင်းရွှေ့တာမျိုးတွေရှိခဲ့တာဟာရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲအလွန်ကာလတွေမှာစစ်ဘက်ကသာ ချုပ်ကင်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်အခုလိုပြောင်းရွှေ့တာတွေဟာကိုရီးကိုရာအကျိုးအမြတ်အတွက်ရာဒူးယူဆိုတာထက်ပိုပြီးနက်နဲတဲ့ရည်ရွယ်ချက်မျိုးဖြစ်ပြီးအရက်ဘက်ဝင်ကြီးဌာနတွေရဲ့လုပ်ငန်းဆောင်တာတွေကိုအနီးကပ်ထိန်းချုပ်လိုတာနဲ့ဝန်တန်းတွေရဲ့လှုပ်ရှားမှုတွေကနေတည်င်းအချက်လက်တွေရယူလိုတာကြောင့်ဖြစ်တယ်လို့ ုံးသက်ပြောဆိုမှုတွေလည်းရှိနေပါတယ်။ဆရာနာသိမ့်ပြီးနောက်ပိုင်း၄နှစ်ကျော်ကာလအတွင်းမှာအရက်ဘက်ကိုပြောင်းရွှေ့လာတဲ့စစ်ဘက်အရာရှိအရေးအတွက်ဟာအယောက်တစ်ထောင်နီးပါးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကပယ်ဖျက်ခဲ့တဲ့ကိုစလေလောင်း86ဦးအနက်အတနာခန့်စာပြန်တင်ထားသူတွေရှိနေတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ရှင်ပြိုင်ဖို့အမည်စင်းတင်သွင်းထားတဲ့ကိုစလဲလောင်9000ကျော်ရှိတဲ့အထက်မှာ86ရောက်ကိုရွေးကောက်ပွဲကော်မရှင်ကကိုစလဲလောင်စင်းကနေပဲဖြတ်လိုက်တာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေဤဥပဒေတွေနဲ့ညီညွတ်မှုမရှိတဲ့အတွက်ပယ်ဖြတ်ခဲ့တာလို့ UEC ကထုတ်ပြန်ထားပါတယ်။ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP မှာပယ်ဖြတ်ခံရတဲ့ကိုစလဲလောင်6ရောက်ရှိပြီးအတနာခန်းစာတင်တဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။ ဒါအပြင်ပြည်သူပါတီ PP ကနေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းငေါ့ထက်မနေပယ်ဖြတ်ခံထားရတယ်လို့သိရပါဗျ။ပယ်ဖြတ်ခံရတဲ့လွှတ်တော်ကိုစလဲလောင်းတွေစီးရင်ထဲမှာပြည်သူရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်လည်းပါဝင်နေတာဖြစ်ပြီးသူလည်း UEC ထံအတနာခံစာတင်ထားတယ်လို့ထုတ်ပြောထားပါဗျ။ပြည်သူရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကတော့သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာရှစ်ကာကြီးပါပြဋ္ဌာန်းချက်နဲ့ညီဆွနေတာကြောင့် ိုစလဲလောင်းစင်းကနေပယ်ဖြတ်ခဲ့တာလို့ UEC ကပြောကြားထားပါတယ်။ပယ်ဖြတ်ခံရတဲ့ကိုစလဲလောင်းအချို့ဟာ UEC ထံကိုအတနာခံစားတင်ပြထားပေမယ့်လက်ရှိအချိန်ထိပြန်လည်အကြောင်းပြန်လာမျိုးမရှိသေးဘူးလို့လည်းနိုင်ငံရေးပါတီတွေကပြောပါတယ်။စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာပြိုင်ဘက်မရှိပဲတဦးတည်းဝင်ရောက်အရွေးခံရတဲ့မဲဆန္ဒနဲ့30နေရာထက်မနည်းမှာ USDB ကကိုစလဲအများအပြားကအနိုင်ရရှိပြီးသားလည်းဖြစ်နေပါတယ်။စစ်ကောင်းဆောင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်းတစ်ခု လာမယ့်ဒီဇင်ဘာလ28ရက်မှာမြို့နယ်ပေါင်း102မြို့နယ်မှာစတင်ကျင်းပမှာဖြစ်ပြီးတော့ပလတ်တော်အလိုက်မဲဆန္ဒနဲ့အသီးသီးမှာအမည်စင်းတင်သွင်းထားတဲ့ကိုစလဲလောင်9023ဦးရှိတယ်လို့သိရပါဗျ။မြန်မာစစ်တပ်လက်အောက်ခံကိုကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်အပါအဝင်9ဦးကိုတေဒံနဲ့ဆိုင်းငံ့တေဒံများတရုတ်တရားရုံးကချမှတ်လိုက်ကြောင်းသိရှိရပါဗျ။နိုဝင်ဘာလ၄ရက်နေ့ ကွမ်တုံပြည်နယ်ရှမ်းကျန်းမြို့တရားရုံးကပယ်ဆောက်ချိန်မိသားစုများကကျွလွန်ထားတဲ့ရာဇဝဲကိုင်းများရဲ့အမှုအများအတွက်ချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါရာဇဝဲကိုင်းနဲ့ပတ်သက်ခဲ့တဲ့တရားခဏ2ဦးကိုနှစ်နှစ်ဆိုင်ငံ့သေးတယ်။တခြားတရားခဏ5ဦးကို ထောင်ဒဏ်တသက်တကျွန်းနဲ့နောက်ထပ်တရားခဏ9ဦးကို ထောင်ဒဏ်3နှစ်မှ20ထိချမှတ်ခဲ့ပြီးငွေဒဏ် ပိုက်ဆိုင်မှုများတင်းယူခြင်းနဲ့ပြည်နှင်တန်ပေးခြင်းတို့အပါအဝင် နောက်ဆက်တွဲပြစ်ဒဏ်များချမှတ်ခဲ့ပါတယ်။တေတံချမှတ်ခံရတဲ့တရားခဏ်၅ဦးမှာပယ်ဆောက်ချင်း၊ပယ်ရင်ချမ်း၊ရိန်လီချမ်း၊ဟူလျှောက်ကျမ်းနဲ့ချိန်ကွန်ကြီးတို့ဖြစ်ကြပါတယ်။တခြားတရားခဏ်များဖြစ်ကြတဲ့လီဖူရှိုးနဲ့လီကြည့်တဲတို့မှာနှစ်နှစ်ဆိုင်ငံ့တည်တံချမှတ်ခံခဲ့ရပါတယ်။ ထော်ကြန့်ကျိန်ဖန်းရှိန်အပါဝင်တခြားတရားခံ၅ဦးတို့မှာတော့ထောင်နှံတသက်ချမှတ်ခံခဲ့ရပါတယ်။လီလုံဟွာနဲ့လောဝန်တင်တို့အပါဝင်တရားခံ၉ဦးကိုတော့ထောင်ဒဏ်230မှာ၃နှစ်အထိချမှတ်ခဲ့ပြီးငွေဒဏ်ပစ္စည်းသိမ်းယူခြင်းနဲ့ပြည်နေဒဏ်ပေးခြင်းကဲ့သို့သောနောက်ဆက်တွဲပြစ်ဒဏ်များချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။ရာဇဝဲဂိုင်းများဟာမြန်မာနိုင်ငံကိုကန့်ဒေတာမှာခြံဝင်း၄၁ခုတိစောက်ထားပြီး ရာဇဝတ်မှုများကျွလွန်ရာတွင်ပါဝင်ပတ်သက်ခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။အဆိုပါတရားခဏ်များမှာဆက်သွယ်ရေးနှင့်ကွန်ရက်လိမ်လည်မှုများကာစီနိုများဖွင့်လှစ်ခြင်းရည်ရွယ်ချက်ရှိရှိတပ်ဖြတ်ခြင်းရည်ရွယ်ချက်ရှိရှိဒဏ်ရာရစေခြင်းပြန်ပေးဆွဲခြင်းငွေညှစ်ခြင်းစီစဉ်ခြင်း အာရမပြည်တစားလုပ်ငန်းနဲ့တခြားသူများကိုတရားမဝင် နေဆက်ဖြတ်ကျော်ရန်စီယုံချင်းကဲ့သို့သောရာဇဝတ်မှုလှုပ်ဆောင်ချက်များ လောင်ကစားလိမ့်လည်မှုနဲ့ယွမ်29ဘီလီယံကျော် လိမ့်လည်သွားမှုမိုးရစေဝါဖြစ်တဲ့မက်တာဖက်တမင်းစက်တဒန်ခန့်ကို ရောင်းချရန်နဲ့ထုတ်လုပ်ရန်လဲပူပေါင်းကြံစီခဲမှုများဖြင့်ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်၎င်းတို့ရာဇဝတ်ကိုင်းကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများကြောင့်တရုတ်နိုင်ငံသား6ဦးသေဆုံးခဲ့ရကတရုတ်နိုင်ငံသား2ဦးမိမိကိုယ်ကိုတတ်သိသွားခဲ့ပြီးတခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကွမ်တုံပြည်နယ်မှာရှိတဲ့ရှန်ကျန်းပြည်သူတရားရုံးရဲ့စီရင်ချက်မှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံကဖန်ဝရန်ထုတ်ထားတဲ့ပယ်ဆောက်ချိန်အပါအဝင်10ဦးကို2024ခုနှစ်ဇန်နဝါရီလ30ရက်မှာတရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့ပြီး2025ခုနှစ်ဇူလိုင်လ1ရက်နေ့မှာတရားစွဲမှုများစတင်ခဲ့ခြင်းဖြစ်ပြီး 2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့မှာအပိသက်အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။တချိန်ထဲမှာပင်မြန်မာတရုတ်နယ်စပ်ရှမ်းပြည်နယ်အရှိပိုင်းမှာ NDAA ထိန်းချုပ်ရာမိုင်းလာမျိုးကအမိုက်ရှုပ်မီးကွင်းမှာကြားဖြန့်ပစ္စည်းများဖြစ်တဲ့လက်ကင်ဖုန်းကွန်ပျူတာနဲ့ရောက်တာပေါင်း1000ခန့်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့အထူးဒေတာလေးရဲတပ်ဖွဲ့ကထုတ်ပြန်လာပါတယ်။တရုတ်ရွှေငွေ၁၀သိန်းခန့်တန်ဖိုးရှိတဲ့စက်ပစ္စည်းများကို အထုဒေတာလေးရဲတပ်ဖွဲ့ကအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်စခန်းများမှာတိမ့်စီရရှိခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလဆန်းပိုင်းမှာကမ္ဘာရွှေဈေးကကျရိပ်ပြပေမဲ့လည်းအမြင့်ဈေးမှာပဲဆက်လက်ရပ်တန့်နေဆဲဖြစ်ပါတယ်။အခုတစ်ပတ်ရွှေဈေးကွက်ဖွင့်ချိန်ကနေစကောင်းရွှေဈေးတွေပြန်လည်ကျဆင်းလာခဲ့ပေမဲ့လည်းအခုရက်ပိုင်းအတွင်းဆက်လက်ကျဆင်းခြင်းမရှိဘဲနဲ့ရွှေတအောင်စကောင်း 3953ဒေါ်လာဝန်းကျင်မှာတည်ငြိမ်နေတာလည်းဖြစ်ပါတယ်။ကမ္ဘာရွှေဈေးဟာအောက်တိုဘာလ30ရက်နေ့ကတောင်စကို4040.35ဒေါ်လာရှိရာကနေနိုဝင်ဘာလ9ရက်နေ့မှာတော့တောင်စကိုဒေါ်လာ3900ဝန်းကျင်မှာသာဆက်ရှိနေတာလည်းဖြစ်ပါတယ်။ကမ္ဘာရွှေဈေးမြင့်တက်မှုကြောင့်ပြည်တွင်းရွှေဈေးဟာလည်းတစ်ချက်သားကို85သိန်းကျော်အထိမြင့်တက်ခဲ့ပြီးနောက်အခုရက်ပိုင်းအတွင်းမှာတော့84သိန်းဝန်းကျင်မှာရှိနေတာဖြစ်ပါတယ်။ အပြင်ရွှေစည်းကွက်အတွင် ရောင်းချရမယ့်ရွှေရည်ညွန့်စည်းကတစ်ကြက်သားကို59သိန်း9000တောင်းသာရောင်းချဖို့အတွက်ဓာတ်သက်တူရွှေရည်ညွန့်စည်းသတ်မှတ်ရေးကော်မတီကသတ်မှတ်ထားပေမယ့်ပြင်ပစည်းကွက်အတွင်းမှာတော့ကျပ်သိန်း80ကျော်မှပေါက်ဈေးရှိနေတာဖြစ်ပါတယ်။ American Dollar ငွေလဲနှုန်းကတော့ဒေါ်လာကို4.80ကျပ်ပေါက်ဈေးရှိနေတယ်လို့ဈေးကွက်အတွင်းကနေသိရပါတယ်။ပြည်တွင်းရွှေဈေးကွက်အတွင်းရွှေဈေးအမြင့်မှသာဆက်ရှိနေတာကြောင့်အယောင်းဝယ်ကအေးနေပြီး အယောင်ပုံများနေတယ်လို့လည်းသိရပါဗျ။ယာဒီဥဒုအခြေအနေကြောင့်ပြိုင်ပွဲဝင်မိဘုံပြန်များမလွတ်တင်နိုင်သေးတဲ့အတွက်တောင်ကြီးတစောင်းနိုင်ပွဲတော်ကို၃ရက်ထပ်တိုးကျင်းပမယ်လို့သိရပါဗျ။ယခင်ကသတ်မှတ်ထားတဲ့ပွဲတော်ရက်မှာအော်တိုဘာလ29ရက်မှာနိုဝင်ဘာလ၄ရက်ထိဖြစ်တော်လေ။နိုဝင်ဘာလ9ရက်၊10ရက်နဲ့9ရက်တို့ဟာပွဲတော်ရက်အတွင်းအကျုံးတွင်မယ်လို့သိရပါဗျ။ တောင်ကြီးတစောင်းတိုင်းမိဘုံပြန်ပွဲတော်မှာလွတ်တင်မဲ့နေလွတ်မိဘုံပြန်များများပြတာကြောင့်အော်တိုဘာလ28ရက်ကစပြီးလွတ်တင်နေရခြင်းလည်းဖြစ်ပါတယ်တိုးတော်လေရာသီဥတုအခြေအနေကြောင့်မိဘုံပြန်များလွတ်တင်နိုင်ရန်အခက်အခဲရှိနေတာဖြစ်ပါတယ်အလားတူရန်ကုန်တိုင်းဒေသကြီးလမ်းမတော်မြို့နယ်မှာပြုလုပ်နေတဲ့လမ်းမတော်ပွဲစည်းဟာလည်းနှစ်ရက်ထပ်မံတိုးလိုက်ကြောင်းပွဲတော်ကျင်းပရေးကော်မတီမှသိရပါတယ်လမ်းမတော်မြို့နယ်ရဲ့ ဒဇောင်းတိုင်းမီးထွန်းပွဲတော်နဲ့ဈေးရောင်းပွဲတော်ကိုနိုဝင်ဘာလ၁ရက်ကနေ၅ရက်နေ့ထိကျင်းပပြုလုပ်မှာဖြစ်တော်လဲ။ရာသီဥတုအခြေအနေကြောင့်၂ရက်ထပ်တိုးပြီးနိုဝင်ဘာလ9ရက်ထိပြုလုပ်သွားမှာဖြစ်ပါတယ်။